မိဘတွေကိုကျွန်တော်ကဟိုဖျားလို့ဘူးပဲရာလေပြီးလားအဲ့တော့ဘယ်တော့မှစိတ်ဆင်းရအောင်မလို့အဲ့တော့အဲ့ကအဲ့ဒါကလည်းဟိုအဲ့ကျေးဇူးတွေအဲ့လိုပြောရမလဲမိဘဘောတိတက်လို့လည်းအခုလိုမျိုးအများကြီးတော့ဟိုလူချစ်လူခင်ခံရတယ်လို့လည်းထင်ပါတယ်ဒါမိဘဘောတိတက်ပါပဲငငယ်ငငယ်လည်းလိမ့်ပါတယ်လေကလေးငငယ်ငငယ်လည်းစိုးရဆမ်းမပါဘူးဆင်းရဲမှာဖြစ်တာပဲလေနော်ဖြစ်တာပဲလေ သူ့အချစ်တဲ့ပိတ်သက်တွေကိုလည်းချစ်တယ်လို့ကျွန်တော်အဖေနဲ့မိအားသားချက်ကတော့ကျွန်တော်လှုပ်ချင်ရလို့လှုပ်ချင်ရလို့ဆိုပါမမားတွေ့မပြောမားနေတာမပြောသေးဘူးပြောမှတကယ်တော့အရန်မားတော့မယ်ဆိုမှဒါထောက်ပြตนเนี่ยครับเนาะကျွန်တော်မိရရန်ကက်စီနေဆိုတော့ဆူရတယ်သူလက်ကောက်လုပ်ပေးခြင်းတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးပုတ်လုံးလာဟာလာအဲ့လိုခေါ်လာစမ်းလာတယ်မလို့ပေါ့ဟုတ်ဈေးတယ်ဘဝလာတော့စီစစ်တာပေါ့เนาะစီစစ်တာပေါ့အဲ့လိုမျိုးပတ်ဆက်ဆိုလို့ရှိရင်ဟို တကယ်တော့ရှုံးဆိုလည်းအများကြီးတော့ရှုံးလာတယ်မဟုတ်ပါဘူးဒါပေမဲ့တို့အနေနဲ့ကြာတော့လေဟိုမင်းတို့ကြာတော့စီစစ်ခဲမင်းတို့စီစစ်ခဲလို့လည်းကျွန်တော်တို့ဒီလိုမျိုးနေနိုင်တာလေနော်ပို့လို့ရှိရင်ကျွန်တော်တို့အဆင်မပြေရကြာပြီပေါ့မသားရောက်ခဲ့တာဝတားရောက်ခဲ့ပြီးတော့ဒီသားစုကိုလွတ်သွေးခဲ့ရပါတော့ဒီသားလေးကိုလည်းကြောင်းခဟိုကတိုင်လုံးပါတော့အဲ့လိုမျိုးနဲ့ဆယ်နှစ်အောင်ပြီးတော့လုပ်ငန်းကိုညွှန်ပြင်းအောင်အမြင်နဲ့တက်တာပေါ့လားပေါ့မရှက်ပါဘူးခင်ဗျ ဒါဘောကမှန်မယ်နေနော်ဘာလို့ချက်เสียရလဲချက်เสียမှုပါဒါကတော့ကျွန်တော်ရဲ့မိမိပါဒေါက်ထင်မမပါဒီကူလည်းဒေါက်ထင်မမဒေါက်ထင်မမဆိုတာအမေပေါ့ဦးမမအောင်ဆိုတာအဖေပေါ့အမန်းလေးပါဒီနေ့ကတော့ကျွန်တော်လည်းကျွန်တော်ဘဝရဲ့ပထမအဦးဆုံးဒီ sign in ဒီဆိုတဲ့ပြေးရမယ်ဖြစ်တဲ့ကြောင့်မလို့မိကိုလည်းကြည့်စေကြလို့ခေါ်လိုက်တာပါသူကြရဲ့နေလေးပါဟုတ်တယ်ရတဲ့ခံစားချက်လေးပေါ့ကျေးတော်တော့ပေါ့ဟုတ်ကဲ့ဒါကဘယ်နဲ့ကောင်းလဲဆူပြေးရမယ် လည်းပြောတာပေါ့ပြောတာစင်ဝါစင်းစင်းချင်းသူကလမ်းអော်တယ်တောင်းနေတယ်ကျွန်တော်ဟိုမှာတော့ပြီးမှဝင်ကင်းဆိုဥပါတယ်ခင်ဗျဒါပေမဲ့မြန်မာမြန်မာတန်းစီလိုဆိုင်းဝိုင်းနဲ့ အကြနာကတော့ပထမဦးဆုံးပြီးဆိုခဲ့ပြီးအရှင်းတော့ဒီချူရူးချင်းမှာလဲဆိုရတယ်ပြီးတော့ကျွန်တော်တို့ဒီပွဲမှာရောက်နေသူတွေများကျွန်တော်တို့မန္တလေးကအနုပညာကိုတကယ်တန်ဖိုးထားတယ်မြန်မာအနုပညာကိုတန်ဖိုးထားတဲ့ဒီလိုပဲဘူးဆိုတာလည်းမြန်မာအနုပညာကိုတန်ဖိုးထားတယ်ပေါ့နော်အဲ့တော့ဒီလိုလူတွေရှိမှာဒီဆုံးဖြတ်ပေးရတဲ့အခါပြီးတော့ဒါကိုထက်အကဆိုလဲကျွန်တော်ဒီမြန်မာတန်နဲ့ပတ်သက်လို့ရှိရင်အခုတင်ပေးရဆရာပါအခုဆရာရှိမှာဆိုရတာဆိုတော့အရန်ကိုစိတ်လှုပ်ရှားမှုကတော့ နှစ်ပုံလုံးတုံနေပါတယ်လက်တွေစီဘောနော်ဒါမဲ့လည်းထိန်းပြီးတော့တနိုင်တလောက်တော့သူဆိုလိုက်ပါတယ်အမယုံပါရင်လည်းနားလည်ပြီးပါတယ်နောက်ထပ်လည်းဆက်ဆိုရအောင်ပါပါလို့လို့မရလို့ခင်ဗျကျွန်တော်ပုံမှန်အားဖြင့်ဆိုကျွန်တော်လည်းလည်းလုတ်တယ်လေဒီနေ့ကဟိုစင်ချလိုက်ရကျွန်တော်တောင်ရှင်နဲ့လုတ်လို့မရဘူးလုတ်လို့မရအားကြောင့်လုတ်ရဲကြွကြပါစို့ဒါကကျွန်တော်ရရှိနေတယ်ရန်ပေါ်ဒီတက်တယ်ဦးလည်းတက်ထမှာလေအားပေးကြတယ် တော့ဒီမှာတော့ကလေးအောင်မင်းမင်းတို့ကအဲ့ဒါတော့ဒီမှာဒီမှာပဲဒီမှာတော့တော့ဒီမှာအမေကကျွန်တော်ကိုညင်းတာသူကအမေကတားတာတိရစ္ဆာန်လို့ခုလဲသူကကျွန်တော်တိုက်ကျွန်တော်အဓိကတိုက်ခိုက်တဲ့သူကအမေပါပေါ့နော်ဒါလူစုံလုံးပြပြရမှာပေါ့နော်ကျွန်တော်ကကျွန်တော်ဝါဒနာပါပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့မန္တလေးရမျိုးရိုးကလည်းတပင်မျိုးရိုးရှိရယ်ပြီးတော့အဖွားကလည်းအဲ့လိုမျိုးရုပ်ရှင်ရင်မာတွေကဆိုတော့ extra ထည့်ရဆိုတော့ အဲဝါဒနာပါတယ်ဒါပေမဲ့လည်းမိကတော့ရုပ်ရည်အားဖြင့်လည်းတိုက်ခိုက်တယ်လို့မျိုးဟိုအတန်အားဖြင့်လည်းတာရဲမိမဖြစ်နိုင်ပတ်စံတွေမဖြုံးနဲ့ဆိုပြီးတော့ပြောတာအမိပါပဲအော်အဲ့လိုမှမဟုတ်ဘူးကိုနားမှာလည်းရှိတဲ့ဇလူလေးအဲ့တော့ကိုညာငုံသွားနေတာမလို့ကိုကမန္တလေးမှာဆိုတော့ညာငုံသွားမှာဆိုလို့ကိုနဲ့ခွဲရမှာဆိုလို့ဟာဘယ်လိုချောရတာဟမ်ချောတယ်လေဟာဘယ်လိုမပြရတော့ဘူးတူတူပဲပထမဆုံး recording အဲ့ အရှင်းလို့ကောင်ကနားထောင်တော့ဘယ်လိုခံစားရလဲကိုဟမ်အဲ့မန်လေးမှာမန်လေးမှာတော့လေအမေအဲ့ပေါ်တော့မကောင်းပါဘူးဒီကရဒီနောက်မှာရှိနေတာမိမမဟုတ်ပါဘူးဖေလေးဘေးနောက်မှာရှိရဲအဲဟိုဖုန်းဆက်ဆက်ပြီးတော့တခုခုဆိုနေမကောင်းတော့ဒီလိုပွဲတွေနေဆိုသူကအဲ့လို live တရားနေကြည့်ကြည့်နေပြီးတော့ဥမာကိုကတော့နှာရီစီးတော့ပြည့်လိုက်တယ်ဆိုလို့ရှိရင်သူကနှာနေဖုန်းခေါ်ပြီးဒါနှာခေါင်းကယူနေတာဆိုဒီကိုကပင်ပန်းလို့အဲ့လိုမျိုးထိုင်လိုက်ပြီးဆိုလို့ရှိရင် ပြင်းမနေရလားကြားနေရလားအဖေကအမြဲတမ်းဖုန်းဆက်တယ်အဲအဲ့ဒါတော့အဖေအဖေကလည်းဘယ်လိုမျိုးချစ်တယ်လို့အမေကလည်းချစ်ပါတယ်အမေကလည်းဘယ်လိုမှမောင်းမြင်သေးပါဘူးမောင်းတော့မောင်းတော့မောင်းမြင်သေးပါဘူးစူးစမ်းနေတယ်စူးစမ်းနေတဲ့ခိုက်တန်လေးမှာပေါ့နော်လာတော့ခါလာလေးပါရမ်းတော်တယ်ပေါ့ချိန်နဲ့ချိန်နဲ့ပါအမေတော့မင်းကိုပြန်ပြန်ရအောင်ဒီနေ့ဆက်လာတယ်ပေါ့ဆင်းနေမှာချစ်တာပဲလေနော်ချစ်တာပဲလေ ူအစ်ကိုတပိတ်တတ်တယ်ဦးလည်းချစ်တယ်လေ။ချစ်တယ်လေ။ तू ကသူကအကုန်လုံးရဲ့အမေသူတဲ့ကိုလည်းတော့တဲ့ကိုကတော့မှဟိုအထာလေးပို့ပေးရတယ်ကိုပြန်စားရဲ။ तू ကအကုန်လုံးအဲ့တမီးနားပါရန်နေကြတာဟိုအဖေနဲ့မိကြီးကကျွန်တော်အဖေနဲ့မိအသားချက်ကတော့ကျွန်တော်လှုပ်ချင်ရတော့လှုပ်ချင်ရလို့ဆိုပါမမတွေ့မပြောမှားနေတာမပြောသေးဘူးပြောမှတကယ်တော့အရန်မှားတော့မယ်ဆိုမှဒါထောက်ပြ တွင်တင်တာပေါ့နော်ဒါပေမဲ့ဟိုစုံးမရဲဒါပေမဲ့ပြိပင်တာမျိုးတစ်ခုမှမလုပ်ဘူးအဲကြောင့်မလို့လဲကျွန်တော်ကဟိုကျွန်တော်လုပ်ချင်တဲ့အရာတိုင်းကိုကျွန်တော်ရေးရုံးလို့လုပ်ရတာပေါ့နော်အဲ့အဲ့အလေးထားလေးကတော့ဖိနေမီတရားပါတာပေါ့ဥပမာလူချင်းတော့ကကြင်နေဆိုလို့ရှိရင်လည်းမကရဘူးဗျာညာကျောင်းလိုက်ပါဆိုလို့ရှိရတယ်ကျောင်းကျောင်းမှာတော့ကပဲရတယ်အဲ့လုပ်ချအားရချလုပ်ငါတို့အိမ်မှာကိုစင်မီပြေကြလို့ဆိုရင်ဒါတင်ငန်းစာကြီးအဲ့လိုမျိုးတုံသင်ခဲ့ရမိတာပေါ့။တင်ငန်းစာပေါ့။ဘယ်လိုမျိုးတိကျတဲ့တဲ့ပုံပါအောင်။ဒါမိဘကိုတိကျတာ။ ငငယ်ကနေလည်းလိမ့်ပါတယ်လေကလေးငငယ်ကနေလည်းစိုးရခဏမပါဘူးဒီအလေးမတော်လေးပါချစ်စုံနေချစ်တုံးနေချစ်တုံးနေဒါပေမဲ့ကျွန်တော်ကမိဘကြီးကိုကျွန်တော်ကဟိုဖျားလို့ဘူးခဲ့တာလေပြီလားအဲ့တော့ဘယ်တော့မှစိတ်ဆင်းရအောင်လို့အဲ့တော့အဲ့ကအဲ့ဒါကလည်းဟိုအဲ့ကျေးဇူးတွေအဲ့လိုပြောရမလဲမိဘဘောတိတက်လို့လည်းအခုလိုမျိုးအများကြီးတော့ ဟိုလူချစ်လူခင်ခံရရလို့လည်းထင်ပါတယ်အများကြီးတော့ဟိုပုံမှန်တော့ကြောပါတယ်ကြောလည်းကြောမှာပါအဲကမကြောရသေးဘူးကျွန်တော်လည်းမအားရနေပါတော့အဲဒါပေမဲ့ကြောမှာတော့စိတ်ဆင်းရအောင်မလုပ်ပါဘူးအများကြီးပါပဲဘယ်တရားတင်းဟောင်းအလားအပေါင်းဝေးရလေအဘေကိုအပေါင်းဆက်လာဝယ်ပေးမှာပေါ့မင်းလိုချင်ဝယ်ပေးမှာဒီနေ့တော့အဲ့လိုမျိုးဝယ်ပေးမှာဝယ်300 400လောက်တော့တော့တော့ပြောမှာဒီကိစ္စပဲကွာရန်ကြိုက်တာသိလားစုပ်ပြောနေရအမေကဘယ်တော့မှစိတ် ကြောက်ဝယ်ပေးလို့မရဘူးသူ့ဝယ်ပေးချင်ရင်ဘုလုံးရောတဲ့လက်ခတ်သက်တာရတာဘောလားသူကမန္တလေးကျွန်တော်အမေကရန်ကက်စီနေဆိုတော့သူစုရတယ်သူလက်ကောက်လုပ်ပေးချင်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုးပုလုံးလားဟာလားအဲ့လိုခေါ်လားစမ်းပါလေမလုံးဘူးပေါ့နော်မလုံးမလုံးအဲ့လိုဝိလိရတာဒါအခုဒီလိုကြတော့လာဆိုသူကဝိစရာမရှိတော့တတ်လာလေအဲ့တော့စင်စွဲဘူးကိုပဲပူဇာရတာပေါ့နော် စင်မအောင်ဆိုဆင်းနေပုတ်ဈေးတယ်ဘောကလာတော့စီစစ်တာပေါ့နော်စီစစ်တာပေါ့အဲ့လိုမျိုးပတ်ဆက်ဆိုလို့ရှိရင်ဟိုတကယ်တော့ရှုံးဆိုလည်းအများကြီးတော့ရှုံးလာတယ်မဟုတ်ပါဘူးဒါပေမဲ့တို့အနေနဲ့ကြတော့လေဟိုမီးတို့ကြတော့စီစစ်ခဲမီးတို့စီစစ်ခဲလို့လည်းကျွန်တော်တို့ဒီလိုမျိုးနေနိုင်တာလေနော်ပို့လို့ရှိရင်ကျွန်တော်တို့အဆင်မပြေရကြာပြီပေါ့အဲ့တော့ဟိုကျေးဇူးတင်ပါတယ်ဝတ်သားရောက်ခဲ့တာဝတ်သားရောက်ခဲ့ပြီးတော့ဒီသားစုကိုလွှဲခဲ့ရပါတော့ဒီသားလေးကိုလည်းကြောင်းခဟိုကြောင်းတိုင်လုံးပေါ့နော် အဲ့လိုမျိုးနဲ့ဆယ်နဲ့အောင်ပြီးတော့လုပ်ငန်းခွင်ရဲ့ဝင်ဆောင်အမြင်နဲ့တက်တာပေါ့လားဟိုဒီကနေတက်တာပေါ့လားကျွန်တော်ကတော့ဒီစစ်စစ်နေရပါဘူး။မရှက်ပါဘူး။ဒါဘောကမှန်နေတယ်နော်။ဘာလို့ရှက်စရာလဲ။ရှက်စရာဘောပါ။အဓိကကတော့ကျွန်တော်ငငယ်ကလေးအိမ်မက်ကလည်းမိဘတွေကိုတက်တော့တက်တာနဲ့ပြပြစုံထားခြင်းနဲ့သူကဘာမှလုပ်စရာမလိုဘဲနဲ့အိမ်မှာပဲနေ ကျွန်တော်ရှာကြွေးရှင်တဲ့စိတ်ကူကရှိရအဲကြောင့်မို့လဲဆယ်တန်းပြီးကြရလုပ်လုပ်ငန်းလုပ်ဝင်တယ်အရားရဲ့ပတ်စံဆိုလို့ရှိရင်အမေကိုပေးတယ်အဲ့မှာအမေပြန်ပေးတဲ့ဟာကိုပြန်လုပ်တယ်ပေါ့နော်အဲ့လိုမျိုးအဲအဲ့တော့လေအဲ့ကလေးကလည်းတိကျခဲလို့လည်းကျွန်တော်တို့အများကြီးချစ်ခံရတယ်ပြည့်တက်မြတ်တာပေါ့အဲ့ခုကားနဲ့ထားနိုင်ပြီဒီလိုရှိရင်ဘဝိုင်းနဲ့ထားနိုင်အောင်ကြိုးစားပါဦးအဲ့ကိုတော့ အော်ဖေမိမနှစ်ပါးတုံးလို့ပြောရလေဟုတ်တယ်ဖေကရဲစိတ်ကောက်တာသူဒီဘက်မလာတော့ကျစားတည့်ရသူမသိဘူးအမေကိုဒီဘက်ကိုခေါ်မှဖေမသိဘူးသူရောမမေရောဒီနေ့မပဲဒါပေမဲ့အဖေကိုမန်လေးမှာအိမ်ဆောက်ဝင်မယ်အေးကြောက်လို့ဟောမဟုတ်တာ သတင်းချုပ်မှာဒါချစ်ရဲ့ YouTube ပါရဲ့အားလုံးစိတ်ချမ်းသာခြင်း YouTube ပါပရိသတ်တွေအားလုံးစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါပါခင်ဗျာဒါစိတ်သွားတဲ့ကိုပါပြီးတော့စီးပွားရေးနဲ့ဒေလာတို့တက်ပါခင်ဗျာကျွန်တော်တို့ဒီပွဲမှာခုလိုမျိုးဖိတ်ခေါ်ပြီးအဆင်ပြေဘူးစိတ်တိုက်ကြီးလဲဒီဆက်မကပို့ပြီးတော့အောင်မြင်မှုတွေလုပ်ရှိပါစေခင်ဗျာနေ့40ကျော်ကနေပြီးတော့နောက်ထပ်နေ့ပေါင်းကြာချီထောင်ချီအောင်မြင်မှုကိုဆက်လက်ဖိတ်သိမ်းနိုင်ပြီးတော့စီးပွားရေးတိုးတက်ပါစေစံပွဲတွေလည်းများဖြစ်နိုင်ပါစေ တော့စိတ်ပဲဘူးစိတ်တရဆိုလို့ရှိရင်နှစ်ပေါင်း40ကျော်ရက်ပြထားပြီးတော့ဒါပထမဒန်းစားစိတ်နေနဲ့ပဲဒါအခုလိုမျိုးခထေဝါဝါနဲ့ရောက်ချပေးနေပါတယ်အားလုံးကိုရပါပြီးရပါတယ်ရေကုန်မှာလည်းရှိရယ်မန်းလေးမှာလည်းရှိစိုင်းဝဲအများကြီးရှိရယ်အဲ့တော့အားလုံးပဲဟိုစိတ်ဝဲမယ်ဆိုလို့ရှိရင်တော့ဒါစိတ်ပဲဘူးပဲတတိယပါခင်ဗျ